စကိုင်းဖလိုင်ယာမှအော်ဟစ်တန်များကြောင့်ဒေသခံများအေရှာတီးကိုတိုင်ကြား။ဗန်ကောက်မြို့ရှိအေရှာတီးညကံဘေးပွဲယုံကြီးသည့်၎င်း၏စကိုင်းဖလိုင်ယာမှခပ်ပေါ်လာသောစုညံသံများကြောင့်ဒေသခံများ၏ကျင်းထန်သောတုတ်ကြဲမှုများနှင့်ရင်ဆိုင်နေရပါသည်။ဒေသခံများသည်ကစားနီးမှစီးနင်းသူများ၏အဆက်မပြတ်အော်ဟစ်သံများက၎င်းတို့၏အနားယူခြင်းများကိုအနှောက်ယှက်ပေးနေသည်ဟုတိုင်ကြားနေကြပါသည်။ TikTok ပေါ်တွင်ကျန်းတ်နေသည့်ဗီဒီယိုများအရအဆိုပါဆုညံသံများသည့်ညာဆက်တနာရီအထိကြာရှည်နေကြောင်းဖော်ပြသည်ဝေဖန်သူများကအေရှာတိကအားလေပတ်ချိန်ကိုရှော့ချခြင်းသို့မဟုတ်ကစားနည်းကိုရွှေ့ပြောင်းခြင်းဖြင့်ဖြေရှင်းရန်တောင်းဆိုလျက်ရှိပါသည်။အချို့ကလည်းကောင်းသည့်ပုံမှန်အပန်းထည်စခန်းအတန်းလာဖြစ်ကြောင်းခောက်ခံပြောဆိုတော်လဲအေရှာတိကဘက်မှယခုအငင်းပွားမှုနှင့်ပတ်သက်၍တရားဝင် ထုတ်ပြန်ချက်မရှိသေးကြောင်းကြေညာရှိပါသည်။ သတင်းကြေဆောင်ကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာတို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။